မြန်မာအမျိုးသားတွေစံမာစံခိုင်ရေးကိုအားပေးတဲ့အနေနဲ့ခူးကားအမျိုးသားပြိုင်ပွဲကိုရန်ကုန်မြို့အိဇဲတာဝါမှာ January 26ရက်နေ့ကကျင်းပခဲ့ပါတယ်။ပြိုင်ပွဲဝင်သူအမျိုးသား28ယောက်ရှိပြီး The First မြန်မာခူးကားစုကိုမင်းလူလူကရရှိခဲ့ပြီးဒုတိယစုအဖြစ်ခါရာ တတိယစုအဖြစ်မင်းပြေဆောင်ကရရှိခဲ့ပါတယ်။စုရွေးချယ်ရေးအဖွဲ့ထဲမှာဇဗင်ဒီဇိုင်နာ၊ဟိုတယ်မန်နေဂျာနဲ့စာပေနယ်ကအက်ဒီတာအချို့လည်းပါဝင်ခဲ့ပြီးအလားအပါအတွက်သာရင်မကပဲခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုကိုထိမ့်သိမ့်နိုင်ခြင်းအတွက်ဦးစားပေးရွေးချယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော် highlight လုပ်တာကတော့အမျိုးသားတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အဓိကရေးကြည့်ရဲဆိုတဲ့အခါမှာအမျိုးသားဆိုတဲ့အတွက်ကျွန်တော်တို့ကတနေ့မှအိမ်အောင်ဦးစီးကျွန်တော်တို့ဒီယောက်ျားပြည်သားချင်းတော့ကျွန်တော်တို့ဒီ မော်ရယ်ဆန်နေဖြစ်တဲ့အင်တက်အေဂျင်စီအင်ဂျင်ကောင်းဖွဲ့တဲ့ခင်မင်းအားထားဖြစ်ချင်းဆိုတော့ကျွန်တော်တို့ဘဝမှာခေါင်းအားတွေရှိမှာအဟာရတွေပြည့်စုံမှာ nutrition တွေရှိမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တည်ဆောက်မှု amino acid တွေအရေးပါဘူး nutrition intake တွေအရေးပါပုံမျိုးကျွန်တော်တို့ different line ကနေပြီးတော့ advertising အနေနဲ့ရောကျွန်တော်တို့ morally agency အနေနဲ့ကလည်းကျွန်တော်တို့ရဲ့ way အတွက်ကိုကျွန်တော်တို့ရဲ့ sponsor ကိုလည်းပြန်လည်ပြီးတော့ပြုလုပ်ပေးရွေးလေးဖြစ်ပါတယ်ဒီ Google 2012အဖြစ် ဖြစ်တဲ့14 15တွေ select ပြီးတော့ကျွန်တော်တို့ချိန်ပါတော့ပေးထားပါတယ်ညဝင်ပြိုင်တဲ့ချိန်မှာတော့ကြီးလိုက်တာတော့အားလုံးကတော့ကိုယ့်ရဲ့တော်တော်ကောင်းတယ်လို့ထင်တာပဲဘာကြောင့်ဘက်ဘော်ရီစုပြပါတယ်ကိုယ့်ကိုယ်တော့မှမယုံကြည်နိုင်တော့မှာပဲ thank you